ါဆိုတော့ကျွန်တော်တို့ကအခု filter လေးကို assign လဲချပြီးပြီဆိုတော့ဒီ clear လုပ်တဲ့ဟာကိုလည်းအဲ့ဒါလိုလေးပဲပေါ့เนาะ developer တက်နဲ့ record micro နဲ့ developer တက်တဲ့ record micro နဲ့ micro လုပ်မယ်ပြီးလို့ရှိရင်တော့ assign micro လုပ်မယ်ပေါ့เนาะအဲ့ဆိုတော့ကျွန်တော်ဒီမှာအခု filter စစ်ထားတယ်အဲ့လို data ဟိုပါပေါ့နော် clear လုပ်ဖို့ဆိုရင်ဒီ data data တွေရပေါ့နော်ဒီ clear ဆိုတဲ့နေရာလေးဒီဒီလိုလေးပေါ့နော် clear လုပ်လို့ရမယ့်အနေထားဖြစ်ရပါမယ်ပြောချင်တာဟို filter လုပ်ထားတဲ့အနေထားပေါ့နော်အဲ့ဒီအနေ filter လုပ်ထားပြီးတော့ clear လုပ်ဖို့လိုတဲ့အနေထားလေးဖြစ်ရပါမယ်အဲ့ဒီအနေထားရောက်ပြီးအဲ့ဒီအနေထားမှာဆိုရင်ကျွန်တော်တို့က developer တက်တဲ့ကအကျွန်တော် developer တက်တဲ့က record micro ကိုသွားမယ်အဲ့မှာကျွန်တော်ဘယ်လိုပေးလိုက်မလဲဆိုတော့ကျွန်တော် reset လို့ပေးလိုက်မယ်ပေါ့နော် RESET reset ဆိုပြီးတော့မှပေးလိုက်မယ် okay လို့ပေးလိုက်မယ်နာမည်ကတော့ကိုအစင်ပြေတလို့ပေးပါ already exist တရှိနေတယ်တဲ့ play exist အစားထိုးမလားပေါ့နော်အဲ့တော့ကျွန်တော်တခြားနာမည် reset run လို့ပဲပေးလိုက်မယ်ကျွန်တော်ငကိုတခြား file မှာရှိနေလားမသိဘူးနော်အဲ့တော့ reset လို့ပဲပေးလိုက်မယ်ပေါ့နော် reset run လို့ပေးလိုက်မယ်ပေါ့နော် reset မရအောင်အနာစကူနဲ့မရအောင်ပေါ့နော် ဝီဆယ်ရန်ရန်လို့ပေးလိုက်မယ်โอเคလို့ပေးလိုက်မယ်နော်โอเคလို့ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီ criteria က criteria ကို delete လုပ်လိုက်မယ်အဲပြီးလို့ရင် data တွေကိုသွားမယ်ဒီ advanced filter တွေကိုဝင်မယ်ကျွန်တော်တို့က list weight နဲ့ criteria rate တွေကိုရွေးမယ် list weight အဲဆိုတော့ list weight ကကျွန်တော်တို့နာမည်ပေးထားပြီးတာ list r a n g e rate ဒါဒီလေ criteria လို့ကျွန်တော်တို့နာမည်ပေးထားတယ် C R I T E R I A criteria ဆိုရင် okay လို့ပေးလိုက်မယ်အဲ data များကတော့နည်းနည်းလေးကြာတာပေါ့เนาะကျွန်တော်က data တွင်းပြီးသားကိုနမူနာပြတဲ့အတွက်သူနည်းနည်းလေးကြာပါတယ်အဲ data တွေမများခင်ပါဆိုလို့ရှင်တော့ခဏလေးနဲ့ပြီးသွားပါတယ်ကျွန်တော် data တွေရှိပြီးသား file ကိုလုတ်ပြတာမို့လို့နည်းနည်းလေးကြာကြာတတ်ပါတယ်ပေါ့เนาะ အဲ့ဆိုကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် fitter ပြောပါပေါ့နော်ကြိယာလုံးလို့ပြီးသွားပြီပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့အဲဒီ developer တက်သေးတာ store recording ကိုသွားပြီးတော့နေလိုက်မယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အားလေးကပြီးသွားပြီပေါ့ကျွန်တော်တို့ပြန်စမ်းကြည့်မယ်ဒီမှာဆိုရင်3ရက်7လ24ပေါ့နော်24ဆိုပြီးတော့ fitter လို့ပေးလိုက်မယ်အဲပြီးလို့ရှိရင်တော့ဒီ micro တဲကအဲဒီမှာကျွန်တော်တခြား micro reset ဆိုတာလေးကိုရွေးလိုက်မယ်ပေါ့နော် reset run ကိုရွေးလိုက် ဝမ်းလိုက်မယ်ဆိုရင်ဒါ clear ပြန်ဖြစ်သွားပြီပေါ့အဲ့ဒါလေးကိုလည်းကျွန်တော်ကအဲ့ clear လေးကိုလည်းကျွန်တော် assign ချမယ်ပေါ့အဲ့ဒါဆို control c control c အပြင်ဒီ control v ပေါ့နော် control v ပေးလိုက်မယ်ဒါလေးကိုကျွန်တော်ကအဲ့ဒီ fit တော့ပေါ့နော် reset လုပ်ပေးလိုက်မယ်ပေါ့နော်အဲ့ဆိုတော့နာမည်ကဒီမှာ exist editor နဲ့အဲ editor ပေါ့နော်အဲ့နော်ကျွန်တော် ရီဆက်လုပ်ပေးမယ် SPT sorry ဘာကြီးလဲမသိဘူး RE SET ရီဆက်လုပ်ပေးမယ်ပြီးရင် right right click နိုင်မယ် assign micro ကိုသွားမယ်ဒီ reset ဆိုတာကိုယူလိုက်မယ် okay ပေါ့เนาะအဲဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာဖြစ်တာပြန်စစ်မယ်အဲဒီတစ်ခါ 29ရက်7လ24ပေါ့နော်အဲဆိုရင်ဖစ်တာဆက်လိုက်မယ်29ရက်ကြာလာပြီကျွန်တော် reset ပြန်နေမယ်တော်တို့ကအခုဆိုလို့ရှိရင်ဖစ်တာလည်းပြီးပြီ reset လုပ်တာလည်းပြီးပြီဆိုတော့ကျွန်တော်တို့ copy ကူးမယ်အဲ copy ကူးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ copy ကူးကျင်တာကပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ဒီ daily ဆိုတာလေး ਨੇ ပြရမယ်ပေါ့ အဲဒီဘက်မှာကျွန်တော်နေ့စဉ်3လေးတွေဥပမာဆိုဒီမှာတရက်နေ့တရက်4လရဲ့နေ့စဉ်3ပုံစံလေးနေ့ရက်4လပြီးတော့3ရက်4လပေါ့ဒီရောက်တစ်ကြောင်းကြောင်းမှာ3ရက်4လ4ရက်4လအဲ့လိုဆက်တိုက်ကူးသွားမှာပါကျွန်တော်ဒီ copy ဆိုတဲ့ column လေးမှာနမူနာကူးပြမယ်ပေါ့เนาะအဲ့ဆိုကျွန်တော်တို့အဲဒီမှာဆိုလို့ရှိရင်ဒီ ဒါကျွန်တော်ဖစ်တာတည့်ရက်လေးတည့်ရက်ဆက်တက်လောက်ဖစ်တာစစ်ထားပါတော့အဲ့ဆိုရင်ကျွန်တော်ကဒီကနေဒီနားလေးကနေ control A လို့ပေးလိုက်ရင်ဒီ table တစ်ခုလုံးဇလက်မှတ်သွားပါ යි ဒါတွေကတော့အလုံးလေးတိပြီးသားပါအဲ့ဆိုရင်ကျွန်တော်ဒီအောက်ကလေးချောင်းမှာပါကျင်တာဖြစ်တဲ့အတွက်အဲ control ကိုနှိပ်ပြီးတော့ဒီကနေစပြီးတော့ဒီလိုမှတ်လဲရတယ်အဲ့လိုမှတ်ချင်မှုဆိုလို့ရှိရင်လည်း ဲ့လိုဇလန်မမတ်ချင်မှုဆိုလဲ control A ကိုနှိပ်မယ်ပြီးလို့ရှင်ရှစ်ကလေးကိုပြီးထားပြီးတော့ဒီတောင်လေးမှာချလိုက်မယ်ပေါ့เนาะအဲဒါအကုန်လုံးဇလန်မတ်သွားဖို့လိုပါတယ်ဇလန်မတ်သွားဖို့အဓိကပေါ့เนาะဆိုတော့ကျွန်တော်ကတော့ control A ပြီးလို့ရှင်ရှစ်ကလေးကိုနှိပ်ထားမယ်ဒီကိုလေးဇလန်မတ်လိုက်မယ် အဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ကတင်မာကတော့1နှစ်3 4 5ချောင်းပဲရှိရပါဘောဒါပေမဲ့တချို့နေ့တွေမှာ5ချောင်းလည်းဖြစ်ခြင်းဖြစ်မယ်6ချောင်းဖြစ်ခြင်းဖြစ်မယ်10ချောင်း12ချောင်းအများကြီးလည်းဖြစ်နိုင်တယ်အမျိုးမျိုးပြောင်းလဲနေတယ်အဲ့ဒါဆိုရင် related သဘောတရားရွှေ့လျားတဲ့သဘောတရားတွေပါလာတော့ဒီ record micro ထဲမှာရှိတဲ့ u related reference ဆိုတာလေးကိုကျွန်တော်တို့အသုံးပြုရမယ်အဲ့တော့ကျွန်တော်တို့က select map ပြီးရင်ဒီ u related reference ကိုနေ နေဖွင့်ရမယ်ဖွင့်ပြီးပြီဆိုမှ copy ကူးမယ် copy ကူးပြီးရင်ကျွန်တော်တို့ဟိုဘက်တမျက်နာကိုမကူးခင်မှာဒီ ublate reference ကိုပြန်ပိတ်ခဲ့ရမယ်အဲ့လိုပြန်ပိတ်ပြီးပြီဆိုမှကျွန်တော်တို့ login နဲ့ column ကိုတွားမယ်ပေါ့နော်ကျွန်တော်ဒီမှာ daily column လေးမှာတစ်ချက် ပြမယ်ကျွန်တော် daily column လေးမှာတစ်ချက်ပြမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာတကယ်လို့ဒီနေရာကိုလာဒီဒီ column မှာလာမယ်ပေါ့နော် daily မှာထားမယ်ဆိုတော့ daily column ကိုလာမယ်ဒီနေရာမှာ A1 မှာကျွန်တော်ကစားချမယ် ဧဝံကိုကစားချပြီးပြီဆိုရင်ကျွန်တော်ကရွှေလျားချင်းသဘောတရားနဲ့သွားကျင်တာဖြစ်တဲ့တဲ့ you related ကိုပြန်ဖွင့်မယ်ပြန်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဒီဟာပေါ့နော် control down arrow ကိုနှိပ်လိုက်မယ်ဆိုအောက်ဆုံးထိအောင်ရောက်ပါတယ်နော်ကျွန်တော်တို့ရဲ့ဒီဟာလက်ဟာမှာဆိုလို့ရှိရင် exam မှာဆိုရင် control နဲ့ down arrow ကိုနှိပ်ရင်အောက်ဆုံး row ကိုရောက်တဲ့အဲ့ဒါပြီးကျွန်တော်ကဒီဘက်ကိုတစ်ချက်ခုံလိုက်မယ်တစ်ချက်ကိုခုံပြီးလို့ရှိရင်များ arrow down ဟာပေါ့နော်များလေးနဲ့တစ်ချက်ကူးလိုက်မယ်ကူးပြီးရင် control နဲ့ app error ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့စာရှိနေတဲ့နေရာကိုရောက်မယ်အပြင်ကျွန်တော်ကဒီနေရာမှာထားကျင်တာမဟုတ်ဘူးနောက်တစ်ကြောင်ကျွန်တော်ထားကျင်တာကဒီနေရာဒီနေရာမှာထားကျင်တာအဲဆိုအဲ့ဒီနေရာရောက်မှ control v ကိုပေးမယ် ပေးပြီးရင်ကျွန်တော်ကပေါ့နော် K2B ကိုပေးပြီးကျွန်တော်ကဘာလုပ်ချင်တယ်လဲဆိုတော့ကျွန်တော်ကအဲ့ဒီနောက်ဆုံးပေါ့ဒီနေရာမှာရှိရဆိုဒီစားဆိုဒီနောက်ဆုံးမှာရှိရဆိုကျွန်တော်ကကျွန်တော်ရဲ့ကာစာလေးကိုဒီကိုရောက်နေစေချင်တာအဲ့လိုမျိုးရောက်နေစေချင်တာဆိုလို့ရှိရင်တော့ကျွန်တော်ကဒီကိုပြန်သွားမယ်သွားပြီးကျွန်တော်ခဏနေရာတိုင်းမှာ control down arrow ကိုနှိပ်မယ်ဒီဘက်ကိုပြန်ကူးမယ် control up arrow ကိုနှိပ်မယ်ဟောနော်နောက် arrow ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာနှစ်ချောင်းဆင်းခဲ့မယ်အဲ့ဒါပြီးရင် u related ကိုပိတ်မယ် ပိတ်ပြီးပြီဆိုရင်ဒီ gas column ကိုပြန်လာမယ် gas column ကိုပြန်လာပြီးတော့ကျွန်တော်တို့ကဒီနေရာမှာ select ဖြစ်နေရပေါ့เนาะဒီ select ဖြစ်နေဒီနေရာမှာအဲတနေ့ဒီနေရာလေးပေါ့เนาะ A1 B1 မှာထားလိုက်လဲရတယ်ဒီနေရာမှာထားလဲရရပေါ့ဒီလွတ်တဲ့နေရာလေးမှာ တချက်ကစာလေးကိုချမယ်ပြီးလို့ရှိလို့ရှိရင်တော့ SK လေးနှိမ့်မယ်ပေါ့နော်ကျွန်တော်တကယ်လို့ဒီမှာ select မှတ်နေရရှိရဲ့ဆို select ပြေးတော့ SK လေးကိုနှိမ့်မယ်အဲ့ဒါပြီးမှ stop recording ကိုနှိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ micro လေးကပြီးပါပြီအဲ့ဒါဆိုတော့အခုကျွန်တော် micro စဖမ်းမယ်ပေါ့နော်ဒီ copy လေးကို micro စဖမ်းမယ်ဆိုတော့ကျွန်တော်တို့အရင်ဆုံး filter စစ်ထားရမယ်နော် filter စစ်တာကတော့ကျွန်တော်ကဒီမှာ1.7လဆို1.7လပေါ့ဒီမှာပေါ်လာအောင်ကျွန်တော်ကလုပ်ထား1.7လဆိုရင်ရိုက်ထားရင်နော် filter လုံးလိုက်ဒီမှာ1.7လအတွက်ပေါ်လာမယ်ဒီကောင်လေးတွေကိုဒီမှာတူးကျင်နေဆိုရင်တော့ အဲကျွန်တော်တို့ညီမချင်းချထားလဲရရိုက်ခဲလဲရရပေါ့နော်ဒါကတော့အဆင်ပြေတယ်လို့လုပ်ပါအဲဆိုကျွန်တော်တို့ micro 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 ကိုသွားမယ်အဲ့ပြင်ဒါကတော့ကျွန်တော်က daily copy လို့ရေးလိုက်မယ်နော်အဲ daily copy ပေါ့နော် daily cp လို့ပဲရေးခဲ့လိုက်မယ် copy ပေါ့အပြင် okay လို့ပေးမယ်အပြင်ခဏနေရကျွန်တော်ပြောထားတဲ့အတိုင်းပဲဒီနေရာလေးမှာ control a အပြင် shift ကလေးကိုနှိပ်မယ်ဒီဒီ mouse ကလေးနဲ့ဒီနားမှာတစ်ချက်နှိပ်လိုက်မယ်အပြင် u related ကိုဖွင့်မယ် control c เนาะအဲ့ပြီးလို့ရှိရင်ဟိုဘက်ကို u related သဘောတရားမမတည့်သွားဘူးဒီဘက်ကရွှေ့လျားခြင်းနေမပါဘူး u related ကိုပြန်ပိတ်ခတ်မယ်ဆလတ်မှတ်မယ် u related ကိုဖွင့်မယ် copy ကူးမယ်ပြီးရင် u related ကိုပြန်ပိတ်မယ်အဲ့ပြီးရင်ကိုသွားခြင်းတဲ့ column ကိုသွားမယ် copy ကိုသွားမယ်နော်အဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ a1 မှာပေါ့နော်ဒီ a1 မှာ cursor ချမယ်ပြီးရင် u related ကိုဖွင့်မယ် အေဝမ်မှာကာစားချပြီးမှယူဝလေးတစ်ကိုဖွင့်မယ်ပြီးရင်ကွန်ထရိုးဒေါင်းအဲရိုးနဲ့ဆင်းမယ်ဒီဘက်ကို B B ကောလံကိုဒီများလေးနဲ့ပေါ့နော်အဲ right arrow နဲ့တွားမယ်တွားပြီးရင် control နဲ့ up arrow ကိုနှိပ်မယ်အပေါ်ဆုံးကြောင်းကိုရောက်သွားမယ်ကျွန်တော်တို့ကနှစ်ချက်ဆင်းလိုက်မယ်နော်တစ်ချက်နှစ်ချက်ဒီနေရာမှာထားမယ်အဲ့ဒါပြီးပြီဆိုမှ control v ကိုပေးမယ် ကွန်ထရိုးဗီကိုပေးပြီးရင်ဒါစာကြောင်းတွေပါကြီးကျုံလာချက်ရတယ်ဒီမှာတစ်ခါလေးလုတ်ခဲ့လဲရရပေါ့နော်ပြီးမှလုတ်လဲရတယ်ဒါကတော့ဒီမှာဆိုရင်အဲပြီးလို့ရှိရင်တစ်ခါလေးချဲခဲ့လဲရရကိုလိုချင်တဲ့အနေထားကိုဘာလို့ဒီမှာလုတ်ချင်တာကိုကိုတစ်ခါလေးမှတ်ပြီးတော့လုတ်ခဲ့လို့ရတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကဒီကိုသွားမယ်ပြီးရင်ကွန်ထရိုးတောင်းအဲတို့ sorry shift ကိုသွားနှိပ်လိုက်တာပါ control down arrow နဲ့ဆင်းမယ်ဒီဘက်ကိုကူးမယ် control up arrow နဲ့တက်မယ်ပြီးရင်နှစ်ကြောင်းဆင်းမယ်1 2အဲ့ပြီး u related ကိုပိတ်မယ်ပြီးရင် cast column ကိုပြန်လာမယ်လွတ်တဲ့နေရာဒီနေရာလေးမှာပေါ့နော်ဒီမှာ B1 မှာထားလိုက်ရကျွန်တော် B1 မှာဒီဒီဒီနေရာလေးမှာတစ်ချက်ကာစာချမယ်ပြီးရင် SK ကိုနှိပ်မယ်အဲ့ပြီးတော့ stop recording ကိုနှိပ်လိုက်မယ် ဒါဆိုရင်ကျွန်တော်တို့က record လုပ်လို့ပြီးသွားပြီ။အဲဆိုကျွန်တော်ဒီမှာ filter စစ်ထားတယ်ပေါ့နော်။ဒီမှာဆိုရင် copy ပါဒီမှာ၃ရက်၃လမှာရှိနေပြီ။ Okay ကျွန်တော်အခု၂ရက်၃လလို့ပြောင်းလိုက်မယ်။၂ရက်၃လ24အဲပြီးဒါမှဆိုရင် filter filter စမယ်ပေါ့နော်။အ filter ယူရမယ်။ဒီမှာနော်၃ရက်၃လအဖြစ်နေအတွက်ကျွန်တော် filter အရင်ယူမယ်။အဲဆို၂ရက်၃လရဲ့ filter ရပြီ။အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်မလုပ်မလဲဆိုတော့ဒီမှာ daily copy ဆိုပြီး copy document run လိုက်မယ်ကျွန်တော်တို့ဒီ copy မှာတွက်ကြည့်မယ်ဒီမှာ၂ရက်ဆက်တက်လာမှာရောက်သွားပါပြီဒီမှာလေကျွန်တော်လိုချင်တဲ့နေရာမှာလေလဲကာစာချနေတယ်ဒီကိုကျွန်တော်ကပြန်လာထားတာမို့လို့သူရဲ့အဆုံးတက်ကဒီမှာပဲပြန်ရောက်နေမှာပါနော်အဲ့ဆိုရင်ကျွန်တော်တို့ copy ကူးတာလေးပြီးသွားပါပြီအဲ့ဆိုကျွန်တော်အဲ့ copy လေးကိုလည်းဒီမှာ assign ထည့်မယ်ပေါ့နော် assign ထည့်မယ်ဆိုတော့ဟိုက assign micro လုပ်မယ်ဆိုတော့ဒါလေးကိုပဲကျွန်တော် control c control v เนาะ control c ပြီးတော့ဒီဘက်မှာ control v နဲ့ချလိုက်မယ်ပေါ့เนาะဒီဘက်ကိုယူမယ်ဒါလေးက copy ပေါ့เนาะအဲဆိုပြီးတော့ကျွန်တော် copy လို့ပေးလိုက်မယ် c o p y copy လို့ပေးလိုက်မယ်အဲပြီးရင် assign ထည့်မယ်ဒီမှာထည့်မယ် assign micro အော်ကျွန်တော်အဲ assign micro ပဟုတ်တယ် assign micro ကိုသွားမယ်ပြီးကြရင်ကျွန်တော်ရဲ့ daily copy ဆိုတာလေးကိုကျွန်တော်ယူလိုက်မယ် okay ပြီးသွားပြီအဲဆိုကျွန်တော်တို့ပြန်လုပ်ကြည့်မယ်ဒီမှာ reset ကိုနှိပ်လိုက်မယ်ရပြီအဲဆိုကျွန်တော်အခု filter ပြန်စစ်မယ် အင် ဖစ်တာပြင်စစ်မယ်ဆိုတော့ဒီဘက်မှာ၄ရက်နေ့ထိပြီးသွားရေဆိုတော့3ရက်17လ24ထားပါဆိုเนาะအဲဆိုရင်ဖစ်တာစစ်လိုက်မယ်ဒီကျွန်တော် copy ပေးလိုက်မယ်ကျွန်တော်တွက်ကြည့်မယ်ဒါဆိုရင် okay ရသွားပါပြီအဲဒါလေးကတော့အဲ assign avan fitter ရဲ့ assign micro avan fitter နဲ့ micro အသုံးပြုပြီးတော့မှ fitter တွေလုတ်ဖြစ်တာတွေစစ်တာအဲပြီးတော့ copy ကူးတဲ့ဟာအလေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် အာကျွန်တော်ပေါ့နော်ဒီမိုက်ခရိုနက်ပတိမာပြောဖို့နှစ်ခုကြံပါသေးတယ်တစ်ခုကတော့ကျွန်တော်တို့ဒီမိုက်ခရိုပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ data ဆုံးထားတာဒီ333မှာဆုံးထားတယ်ပေါ့ကျွန်တော် data တွေထပ်တိုးမယ်ပေါ့နော်ဘိုးတွေထပ်တိုးမယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်ကဒီမှာဆိုရင်ကျွန်တော်အဲ့ဒီကျွန်တော်ရဲ့ဒီ မိုက်ခရိုလေးကိုတက်ကြည့်မယ်ပေါ့နော် view ကုတ်လေးတွေကိုတက်ကြည့်မယ်ဆိုရင်အဲ့ view micro ကိုကြည့်မယ်ဆိုရင် author f8 ကိုနိုင်ရင်လည်းရတယ်။ဟုတ်ဆိုရင်ဒီ view micro လေးကိုသွားပြီးတော့ဒီမှာကျွန်တော်ကြည့်ခြင်းနဲ့ကွာလေးကို ဆလမတ်ပြီး edit ဆိုတဲ့အထက်ကိုတွားပြီးမှဒီမှာကြီးလိုက်ရင်လည်းမြင်ရတယ်ပေါ့နော်အဲဒါဆို view micro ထဲမှာတက်ကြီးလိုက်မယ်ဆိုရင်ဒီမှာဒီမှာ333ထိဆုံးနေရပေါ့အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတကယ်လို့ပေါ့နော်အေးဒီ333ဟိုမဟုတ်တော့ဘဲနဲ့ဟို900ဖြစ်သွားမှ1000ဖြစ်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီနေရာလေးမှာလာပြင်ပေးလိုက်လို့ရပါတယ်အစတဲ့က data အများကြီးခြံထားပြီးတော့ဟို table ကိုပေါ့နော်ကြဲကြဲလေးဟိုအများဟိုဘိုးတွေပိုဆွဲထားပြီးတော့လည်းရတယ်လို့ဒီမှာ တိုးလာတဲ့ခါမှဒီမှာလာပြင်လဲရတယ်ဒီမှာပြင်တာလွယ်ပါတယ်ဒီလိုလေးမှတ်ပြီးတော့ဒီနေရာမှာကုလိုချင်းတဲ့ကဏ္ဍရိုက်ထည့်ပြီးတော့ဒါကိုပိတ်လိုက်ရင်ရပါပြီဒါလေးကတော့ကျွန်တော်တို့ဒီပေါ့နော်ဒီဆလတ်မတ်တဲ့ခါမှကျွန်တော်တို့ဘိုးတွေတိုးတွားရင်အဲ့ဒါလေးလေးပြင်လို့ရပါတယ်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့သိမ့်မယ်ဆိုလို့ရှိလို့ရှိရင် ပေါ့နော် မန်ဖိုင်တဲ့ကကျွန်တော်တို့ဒီတိုင်းရိုးရိုးနဲ့တိမ့်လို့မရပါဘူး။သူကမိုက်ခရိုအမိုက်ခရိုနဲ့မိုက်ခရိုပါနေတဲ့အတွက်ကြောင့်မို့လို့မိုက်ခရိုအေဇဘောပုံနဲ့တိမ့်ရမယ်။အဲဒါဆိုရင် CF တဲ့ကိုသွားမယ်ကျွန်တော်တို့တိမ့်ညင်တာဒီမှာပေါ့နော်။အဲ့ဆိုတိမ့်ပြီဆိုရင်ဒီမှာ Acer Micro Enable Workbook ဆိုတာရှိရပါမယ်ကျွန်တော်ဖိုင်ကတော့တိမ့်ပြီးတာဖြစ်တဲ့အတွက်တိုင်းနေပြနေရပေါ့နော်ပုံမှန်ဆိုကျွန်တော်တို့ Acer ဖိုင်ရှိဖြစ်နေမယ်ဒီနေရာမှာ Acer Micro Enable Workbook ဆိုတာနဲ့ကိုတိမ့်ရမယ်အဲ့လိုတိမ့် ြန်ဖွင့်ပြန်ဖွင့်မယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ micro လေးညာရှိနေမှာ micro လေး record micro နဲ့ record လုပ်ထားတာတွေဒီ fit assign fitter တွေနဲ့ assign ချထားတာတွေရှိနေမှာပါ assign နေ fitter ဘွာပေါ့နော် micro တွေကအလုပ်လုပ်မှာပါတကယ်လို့ကျွန်တော်တို့က UU agent နဲ့ပဲတင်လိုက်မယ်ဆိုရင်နောက်တစ်ချိန်ပြန်ဖွင့်ရင်ကျွန်တော်တို့ရဲ့အဲ့ဒီ micro တွေကအလုပ်လုပ်တော့မှာမဟုတ်ပါဘူးအားလေးကိုပြောဖို့မိနေလို့ပါကျေးဇူးတင်ပါတယ်ရှင့်